ကိုယ့်ရဲ့တစ်တော့အကောက်ကိုခိုးတုံးနေတယ်တခြားဖုံးအမျိုးအစားနဲ့တခြားတဲ့သူတွေရှိနေရဆိုလို့ရှိရင်အဲ့ဒီသူနဲ့အဲ့ဒီဖုံးအမျိုးအစားတွေကိုကျွန်တော်တို့အကောက်ကနေပြီးတော့ဖယ်ထုတ်တဲ့နေရှင်းထုတ်တဲ့နေလေးကိုဒီဗီဒီယိုလေးမှာမသိသေးတဲ့သူများအတွက်အားလုံးအတွက်အမြောက်ပေးပါမယ်ခင်ဗျာပထမဆုံးနေဖြစ်ကျွန်တော်တို့ထိတ်ဆုံးကမြင်းကြောင်းလေး၃ကြောင်းနှိပ်ပါပြီးလို့ရှိရင် setting and privacy ကိုကျွန်တော်နှိပ်ပြီးပါပြီးလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒီနားလေးမှာရှိနေတဲ့ security and permission တွေကိုကျွန်တော်တို့ကဆက်ဝင်ပေးပါဒီစင်းကိုရောက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့က your device ထဲကိုဆက်ပြီးဝင်ပေးရမှာဖြစ်ပါတယ် ီဘဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဗောနောကိုယ်ဖုန်းအမျိုးအစားမဟုတ်ဘဲနဲ့တခြားဖုန်းအမျိုးအစားတွေဟာကိုယ့်ရဲ့ဖုန်းနံပါတ်ကုတ်ကိုရယူပြီးရောယူသုံးထားရဲဆိုလို့ရှိရင်ကျွန်တော်တို့ကရှင်းထုတ်မယ်ဖယ်ထုတ်မယ်ဆိုရင်ဒီအခု Samsung Galaxy A04 4F ကကျွန်တော်ရဲ့ဖုန်းမဟုတ်တော့ဘူးကျွန်တော်ကဒီနားအမိုက်ပုံးနှိမ့်မယ် remote ကိုနှိမ့်မယ်ပြီးလို့ရှိရင်ဒီအောက်မှာရှိနေတဲ့ iPhone ကလည်းကျွန်တော်ရဲ့ဖုန်းမဟုတ်တော့ remote ကိုနှိမ့်လိုက်မယ်ဒီ iPhone Asia ပေါ့နော်အဲ့ဒါလေးကျွန်တော် remote ကိုနှိမ့်လိုက်မယ် iPhone Asia အဲ့တော့ remote ကိုနှိမ့်လိုက်မယ် အခုလက်ရှိကျွန်တော်သုံးနေတဲ့ဒီအပေါ်ဖုန်းနှလုံးသားကျွန်တော်ဖုန်းဖြစ်တယ်အဲ့ဒါကြောင့်တခြားသောကျွန်တော်တို့တွေပေါ့နော် device တွေဝင်သုံးထားရဲဆိုဒီလိုဖယ်ထုတ်လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ TikTok account ကိုဘယ်သူမှယူသုံးလို့မရတော့ဘူးဒါကတော့ဖယ်ထုတ်တဲ့နီးရှင်းထုတ်တဲ့နီးပေါ့နော်တခြားသူတွေကိုသုံးနေရဲဆိုလို့ရှိရင်ကျွန်တော်အဲ့လိုရှင်းထုတ်လိုက်ပြီဆိုရင်တို့ log in ဝင်လာနေပြီးတော့ log out ထွက်သွားပါလိမ့်မယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်